ရွှေကုတ်ကုံရဲ့အတွဲအဆက်ကြားဖြန့်ကြားဖြန့်ရဲ့အတွဲအဆက် geopolitics ပထဝီနိုင်ငံရေးကစားကွက်နဲ့တရုတ်အမေရိကန်အားပြိုင်မှုအခြေအနေရွှေကုတ်ကုံရင်မကရန်ကုန်မှာပါကြားဖြန့်ရှိတယ်ဆိုတော့အချက်လေးတွေကိုစုံစုံစစ်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 ငှားငှားတင်ပြမယ် မိုးကုတ်မိုးကုတ်မျိုးတွေကို TNL ကအပြည့်ရဲ့ယုံမကရိုးရိုးမဆုပ်ပဲဖင်လိန်ဆုပ်ရင်ဖက်စစ်တက်ဟာဖက်စစ်တက်ကို TNL ကခေါ်သွင်းလာခဲ့ရင်ဘယ်နဲ့လုံးကြမတော့လို့မင်းကထုတ်ပြီးမှဒီကနေ့သတင်းတွေမြောင်များစွာ ထွက်ပေါ်လာနေပါတယ် DNL ကမစုံသေးဘူးလို့စုံမယ်လို့အဆရှိတဲ့အငင်းပွားဖွယ်ရာကိစ္စတွေအများပြားဖြစ်နေတယ်လို့တစ်ဖက်မှာ KNU နဲ့ပတ်သက်တဲ့သတင်းနှစ်ပုဒ်ထူးထူးခြားခြားထွက်ပေါ်လာပါတယ်။ KNU ကအမျိုးသားအစည်းအရုံးဥက္ကဋ္ဌဟောင်းစုံမှုဒူစေဖိုးကို KNU ကထုတ်ပယ်လိုက်ပါတယ်။ဖရိုရွှေမောင်း အပါအဝင်နှစ်ဦးကို KNU ကထုတ်ပယ်လိုက်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။ MC စနေပြည့်ပွဲကိုတွားတက်လို့ KNU ရဲ့မူဝါဒများကိုသွေးဖယ်နေသောကြောင့် KNU မှာထုတ်ပယ်တယ်။ဒါအပြင်နောက်တစ်ခုက ် NUCC ထဲမှာ KNU နဲ့ KMPP ကယာယီနှုတ်ထွက်တယ်ယာယီနှုတ်ထွက်တယ်ဆိုနှုတ်ထွက်တယ်ဆိုတာယာယီရှိလားမသိဘူးကျွန်တော်တော့ကျွန်တော်မသိဘူးเนาะယာယီနှုတ်ထွက်တယ်ယာယီပြန်ဝင်မယ်အဲဆိုတော့ဒီလိုမျိုးလေးတွေတရင်ထွက်ပေါ်ပါတယ်အဲကဲနူရေပြောကြားချက်ပေါ့နော်အရတော့ NUCC ကအလုံးမဖြစ်လို့နှုတ်ထွက်လိုက်ပါတယ်ဆိုတာမျိုးပြောရသလို တင်နလီရဲ့မိုးကုတ်ရေခင်းကြားဖြတ်အတွဲအဆက်နဲ့ geopolitics တရုတ်အမေရိကန်ကစားကွက်ကျော့ဘူစစ်တွေ AOD လေးမျက်နှာတာပေါင်းတိုက်ပွဲတွေတိအေးရဲ့ဗမော်ကူညီရေးတိုက်ပွဲနေတကွာဗမိုးမိတ်ကူညီရေးတိုက်ပွဲနေတကွာဗမော်မျိုးသိန်းတိုက်ပွဲတွေအညာဒေတာရဲ့နှိစင်မပြတ်ဘုံချဲခံရမှုတဲ့အခြေအနေတွေအကုန်လုံးရဲ့ အောက်မှာတော်လိုင်းရေးကိုဥဆောင်ပါဝင်မယ်ဆိုရဲကျွန်တော်တို့ရဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးချုပ်ကစပြီးတမရတယောက်ပဲလွတ်တယ်။ဂျန်နဲ့လူအတုံးတော်တော်များများဟာ crypto currency ဘဏ်ကတိုကင်တွေရောင်းဝယ်ရေးအတွက် promotion ဆင်းနေကြပါတယ်။ဒါအရှိတရားပါ။အပြစ်ပြောနေတာ မဟုတ်ဘူး။မြင်နေရတော့ပြောတာ။အဲ့တော့တိုင်းကြီးအရေးတော်လန်ရေးတရုတ်အမေရိကန် policy ကစားကွက် ရွှေကုတ်ကုံနဲ့ကေကေပတ်ရန်ကုန်ကြားဖြန့်အရေးတွေဒီအချိန်မှာ US တို့ရဲ့ American ကချောင်းတစ်ချက်ဟန်လိုက်တဲ့အချိန်မှာကြားဖြန့်ဂိုင်းသားတို့တုံနေပယောကမှန်လို့တုံဆင်းလာတာပေါ့ဗျာဒီအချိန်မှာကျွန်တော်တို့တော်လှန်ရေးအတွက်နိုင်ငံရေးတိုက်ပွဲတွေဘယ်လိုပေါ်ရမလဲစီရေးရစီရေးတိုက်ပွဲတွေဘယ်လိုပေါ်ရမလဲဆိုတော့စဉ်းစားချက်တွေသုံးသက်ချက်တွေဆွေးနွေးချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့တာဝန်ရှိသူမိသူတူတယောက်မှလုံနေတာကိုကျွန်တော်မတွေ့ရပါဘူးအဖြစ်ပြောတာမဟုတ်ဘူးမြင်တာကိုပြောတာဖြစ်ပါတယ်မကျင်းနဲ့လည်းမတတ်နိုင်ပါဘူးဆိုတော့ဒီအချိန်မှာ geopolitics နိုင်ငံရေးပထဝီနိုင်ငံရေးကစားကွက်အောက်ကကြပြန်ဂိုင်းသားဖြစ်တဲ့ Pacific စစ်အုပ်စုနဲ့ BGF နေကြားဆောင်တက်တယ်။ BGF နေကြားဆောင်တက်တဲ့စစ်တပ်နဲ့ဟာလင်မာမယဘာသားတဖင်နဲ့ဖွား စိတ်တူအကျင့်တူဗီဇတူဇယိုက်တူအကျိုးစီးပွားတူတဲ့သူတွေဆိုတာငင်းမရဘူး။ဒါစေအုပ်စုနဲ့နေ जा ဆောင်တက်ဆိုတဲ့ BGF အမျိုးသားရေးတစ္ဆပေါင်းဆိုတဲ့ကောင်တွေနိုင်ငံကြီးရအရေးနိုင်နေတဲ့အခြေအရေးနိုင်နေတဲ့အခြေငါတို့ကအဲ့ဒီကစားကွက်ပေါ်ကနေပြီးတော့ဘလို့အခင်းချင်းနဲ့စီရင်ကို ကြောက်ဖြူလိုမြို့သိမ်းတိုက်ပွဲမျိုးမှာအန်ယူဂျီရဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့တရင်ပေါက်ဘလောက်လှုပ်ပြီး3000လှုပ်ပြီး9000လှုပ်ပြီးကြောက်ဖြူစစ်တွေမြို့သိမ်းတိုက်ပွဲကြီးကိုဆင်နွှဲလိုက်နိုင်ရင်ဗမော်ဘောင်းတို့စစ်တွေသားတွေလွတ်ထားတယ်ကြားတယ်ဒီလိုအခင်းချင်းမျိုးတွေလိုအပ်နေပါတယ်မလုပ်ကြပါဘူးတိုကင်ရောင်းဝယ်တွေလုပ်နေကြပါတယ်ဒါဆိုရင်တော်လိုင်းရေး geopolitics ပြည်ထောင်နိုင်ငံရေး American တရုတ် policy ကစားကွက် proxy ကစားကွက် ဒါတွေကိုစိတ်မဝင်စားတော့ပဲမြို့သားညီညီအစိုးရစီးပွားရေးနဲ့ဘဏ်ဖွင့်နိုင်ရေးနဲ့တိုကင်ရောင်းဝယ်ရေးခရစ်တိုကာရန်စီလောကတွေကိုတိုးဝင်သွားပြီလားအဲ့ဒီခရစ်တိုကာရန်စီကိစ္စနဲ့ပတ်သက်ပြီးတော့လေဒီလိုကြားဖြန့် online ငွေလိမ်မှုလုပ်ငန်းတွေကို American ကပေါ်ထုတ်ပါမယ်ဆိုပြီးအထူးတက်ဖွဲ့ဖွဲ့တဲ့အချိန်မှာသူက online ဘဏ်ကြော်ညာဖို့လုပ်နေတယ်ဆိုတာ အနေတိုင်းမတက်တော့ဖြဲပြသလိုဗျာအခက်မသိလို့များတစုံတရာ ID မှတ်ပုံတင်တာတို့ဟို ID နီးပညာလွဲချော်သွားရင် HTV ဘန်မှာကြားဖြန့်ဆိုပြီးခေါင်းစဉ်တက်ခံရရင်အကုန်ဒုက္ခရောက်ကုန်မှာကိုမတွေးမိဘူးလားဒုက္ခရောက်မှာတယောက်တည်းမဟုတ်ဘူးနော်ပြည်ပရောက်မြန်မာနိုင်ငံသားတော်တော်များများတိုကင်ဝယ်ယူရတဲ့ HTV ဘန်ဖွင့်ထားတယ်အကုန်လုံးပြဿနာတွေတက်နိုင်တယ် ဆိုတော့ကပြောချင်တာကတချို့ကိစ္စတွေကဆိုင်ခြင်းဆိုင်နေမဆိုင်ခြင်းမဆိုင်ဘူးဗျဆိုင်ခြင်းဆွဲဆိုင်ပြစ်တာတွေရှိတယ်ဒီအချိန်မှာကြားဖြန့်ကိစ္စကြီးညမလုံးဆိုင်ရကဘာလုံးဆိုင်ရရာဇဝမှုဆိုင်ရပုံတံအဖြစ်နဲ့ပေါ်ဆောင်နေချိန်မှာဘာလို့ online ban တွေ cryptocurrency တွေကိုတွင်တွင်ပြောပြီးတော့လုပ်နေကြတာလဲအဲ့ဒါမရွယ်ပဲစော်ကဲမင်းဖြစ်ပြီးတော့အခက်မသိလို့တခုခုမှားသွားရင်ဒီ ban ဟာကြားဖြန့်လုပ်ငန်းများဆောင်ရွက်နေပြီး ငွေလွဲလုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ်တယောက်ယောက်ကဝင်လှုပ်လိုက်လို့တော့အိုးပြည်ပရောက်နိုင်ငံသားတွေအကုန်တန်းစီအဖမ်းခံရမှာအမေရိကန်မှာရောက်နေတဲ့လူတွေပိုဆိုးတယ်အကုန်ဆွဲစီပြီးတော့ကြားပြန်ခေါင်းစင်အောင်မှာအကုန်ဆိုတော့သူတို့ကလုံမှာမဟုတ်ဘူးကဲထားပါတော့တယောက်ယောက်ကကြားပြန်တွေကတရုတ်တွေက STB ဘဏ်တွေကအကောင့်တွေကိုဖွင့်မယ် cryptocurrency တွေဝယ်မယ်ကစားမယ် token တွေဝယ်မယ်သူတို့မှာပတ်စံတွေပေါ်နေတာဦးလုံးထလိုက်ရင်ငါးပါးတွေမောက်ကုန်မယ် ဟာခင်ဗျားတို့အထူပါလဲနားမလဲဝသားတို့တို့ရောင်းခံရမယ်လူတွေပဲဒီချိန်မှာမလုံနဲ့ပြဿနာကြီးသွားလိမ့်မယ်ဒေါ်လန်ကြီးကိုပါရိုက်ခတ်သွားနိုင်တယ်ကျွန်တော်လေးလေးစားစားပြောနေခြင်းဖြစ်ပါတယ်နိုင်ငံကြီးပြထုတ်စည်းထုတ်တန်းကစားနေတာမဟုတ်ဘူးနိုင်ငံကြီးဆိုတဲ့အရာပေါ့နော်နိုင်ငံကြီးတိုက်ပွဲဆိုတာနိုင်ငံကြီး ideology ယုံကြည်ချက်ဆိုတာပေါ်ပေါ်ပဲပဲတွေဟုတ်မနေဘူး အခုကီကီဘတ်နဲ့ကြားဖြန့်ရွှေကုတ်ကူလိုနေရာမျိုးဖြိုချပလိုက်ခံနေရတယ်သူတို့ကိုယ်တိုင်သူတို့ဖြိုချတာပဲထားပါတော့တနက်တစ်ချက်ဖောက်ရလို့လားကျွန်တော်တို့ရဲ့နေစန့်ကျင်ဘက်စစ်တပ်ရဲ့တကယ့်အားအကြီးဆုံးစစ်တပ်ရဲ့ကုဘော်လောင်ဘက်ဒီစစ်တပ်ရဲ့ဘယ်လိုခေါ်မလဲဖွာဘက်တော်ကြီးစစ်တပ်ကအတုံးချစေခိုင်းနေတဲ့ BGF DGB တက်တွေ PDF တွေကိုဖန်ဆီးအေးယူနေတဲ့ကောင်တွေရန်သူရဲ့ရန်သူတွေရန်သူရဲ့အပေါင်းပါတွေပေါ့ဗျာ sorry အပေါင်းပါဒီလိုဝုံနိုင်ချဲပြီးတော့ဒီလိုပြိုကျပြီးမင်းနဲ့ညုံးမင်းနဲ့ငင်းနေဖြစ်နေတာရှုံးနေနေတာတနတ်တစ်ချက်ဖောက်အောင်လုပ်တာအဲ့တော့နိုင်ငံကြီးနိုင်ငံကြီးတိုက်ပွဲတွေကိုစနစ်တကျလေ့လာတိုက်ပွဲဝင်နိုင်ဖို့ policy ရထိရောက်တဲ့ပြစ်မှတ်တွေကိုပြစ်နိုင်ဖို့စူးစမ်းရမယ့်အချိန်မှာ ဘာလို့ခင်ဗျားတို့ token တွေရောင်းနေတာလဲဗျာဟာမင်းက NUG ပဲအပြစ်ပြောနေတာပဲ NUG လည်းအပြစ်မပြောလို့ကျွန်တော်လူပြောစရာမရှိဘူး तू ကဥဆောင်မယ် तू ကမန်တရရတယ် तू ကပတ်စံနေအကုန်အကုန်တိန်ကျုံရယူလာတယ် तू ကဘုန်းတွေထုတ်ရောင်းတာတယ် तू ကမင်းအွန်လိုင်းအိမ်ရောင်းနေ तू အကုန်လုံးရသမျှဒေါ်လာတွေတစ်ကဘာလုံးကလိမ့်ပြီးတော့ယူထားနိုင်တယ်ယူထားနိုင်တယ်တော်လိုင်းကြီးအတွက်ယူထားနိုင်တယ်သူစီမှာတစ်ကဘာလုံးကတော်လိုင်းကြီးနဲ့ပတ်သက်တဲ့ငွေကြီးတွေအများဆုံး ရယူလက်ခံထားတဲ့အဖွဲ့အစည်းသူ့မပြောလို့ကျွန်တော်တို့ဘလို့ပြောရမလဲကဲအဲ့တော့တဖက်မှာ TNL ကနေပြီးတော့စုံမယ်မစုံဘူးဆိုတဲ့ကိစ္စစစ်တပ်ကိုခေါ်သွင်းမယ်မသွင်းဘူးဆိုတဲ့ကိစ္စလည်းအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့တိကျတဲ့မူဝါဒတွေထုတ်ပြန်လာနိုင်ခြင်းမရှိဒါတော့ဗျာတို့ပြောမနေတော့ကျွန်တော်တို့လူရင်းကိုပြောအောင် ဲ့တော့လက်ရှိညမတော်လန်ကြီးရဲ့အခင်းချင်းဟာလေးညံပညာတိုက်ပွဲစပါပြီပထဝီနိုင်ငံကြီးတရုတ်နဲ့အမေရိကန်အားပြိုင်မှုကြားတဲ့ကနှွေဦးတော်လန်ကြီးအညွတ်တလူတက်ဖို့ဘလို့နိုင်ငံကြီးဆိုင်ရာ policy တွေချမှတ်ပြီးတော့ဘလို့ကင်တွယ်တင့်လဲဆိုတဲ့ကိစ္စအိမတားအရေးကြီးလာပါတယ်ဒီလိုပဲကြားပြတ်နေပတ်သက်ရင်ရွှေကုတ်ကိုကီကီဘတ်ကိုဖြိုချပြတယ် ဘာဖြိုချစရာလို့လဲဗျာကင်ကပန်ကြီးဒီတိုင်းထားပြီးတော့ကြားပြတ်နေနင်ထုတ်စစ်ဖေးရှောင်နေဒီတိုင်းလို့မရဘူးလားဘာလို့ဖြိုချတတိကံပြင်စီဖြောက်ဆက်ဖြောက်ပြတ်တယ်လို့တရေမြကြားရတယ်ကင်ကပတ်ထဲမှာလည်းလူသားကလီစာတွေအသေးတွေအစုပ်တွေကြောက်ကတ်တွေပါခွဲစိတ်ပြီးတော့ရောင်းစားတဲ့နေရာတွေရှိတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်တယ်။ဆိုလိုတာကကမ္ဘာအရာစဝေးခိုင်းကြီးတွေပြုအကြမင်းအွန်လိုင်းဖက်စစ်တက်ရဲ့လက်ပါစီတိုက်ဒူးနဲ့မျက်ရည်တုံနေရတဲ့အခြေအ တရုတ်အမေရိကန် proxy အပြိုင်မှုမှာအဲ့ဒီဂျားတွေကຫນွေဦးတော်လိုက်အညွတ်တလူလူတက်ပြီးပွဲသိမ်းတိုက်ကွက်တွေဖြစ်တယ်ကြောက်မြူစစ်တွေမြို့သိမ်းတီမန်ခိန်နေပြီးတော့ကိုတပြိုင်နဲ့ထိုးစစ်ဆင်ဝိုင်းရံပိတ်ဆို့ရေးအဆရှိတဲ့စီရေးဆိုင်ရာစီမံချက်တွေကိုနိုင်ငံကြီးပို့စီရေးချို့တပြိုင်နဲ့လုံနိုင်ခဲ့မြင်လုံနိုင်ခဲ့ရင်ဗျာအင်မတန်ကောင်းပါပဲကျွန်တော်တို့တို့နေရာမှာဆိုရင်ဒီအမေရိကန်ဒေါ်လာ ကျွန်တော်ပြောမှုတယ်နော်တန်း800လောက်ကျွန်တော်ပြီးစမ်းပါကျွန်တော်6လအတွင်းနေပြီးတော့ဖုန်းစစ်စင်မယ်တချို့ကိစ္စတွေကကျွန်တော်တို့လှုပ်ချင်တယ်ခိုင်းချင်တယ်စိတ်ရှိတယ်ပတ်စံကတမလေပတ်စံကိုရှာတယ်ဖွေးတယ်အခုဆိုလုံနိုင်တယ်လို့လို့ဘူးစူးစမ်းနေတယ်ဒါဒီဒီတစ်ဖက်အဲ့တော့ဒီကာလမှာ KNU Fro Software sorry KNU စောမှုတူ Safe ကိုထုတ်တယ်ဥချွေမောင်းကိုထုတ်တယ်ဖလိုရွှေမောင်းကိုထုတ်တယ်တစ်ဖက်မှာ NUCC ကထွက်တယ် တဖက်မှာကြောက်ပြူလေးမျက်နှာတိုက်ပွဲရခိုင်မှာဖြစ်နေတယ်တဖက်မှာ KNU ဗမော်မြို့အသိန်းတိုက်ပွဲကြီးတစ်နှစ်ကျော်လာနေပြီအညာဒေသမှာတိုက်ပွဲတွေဖြစ်နေလို့ဝမ်ပေါင်းကိုတရဆက်လျှော့လိုက်ဒုံးနေနဲ့ပြစ်နေကြတယ်တဖက်မှာရွှေကုတ်ကို KK ဖက်ရန်ကုန်ကြားဖြတ်အတွဲအဆန်နဲ့မင်းအွန်လိုင်းစစ်အောင်စုဖင်ကြားကဲညံ့နေတဲ့အချိန်ပါရီလို့တင်တယ် ါလိုက်စဉ်းစားတင်တယ်။ SDB ဘဏ်ကြော်ညာပြီးတိုကင်တွေပဲကျောင်းနေကြမှာလား။ဟွကျွန်တော်တို့အတွေ့အသည့်အမြင်အသည့်နီလန်းအသည့်ချိကမှုအသည့်နဲ့ကပအာချင်တာအသည့်မှာကျွန်တော်တို့ကြောက်ဖြူမြို့သိမ်းတိုက်ပွဲဟာနေဦးတော်လိုင်းကြီးအဓိကအလဲအပြောင်းဖြစ်နိုင်တဲ့အတွက်အော်ကတ်တတော်အီနဲ့မရရအောင်စကားပြောပြီးကြောက်ဖြူစစ်တွေမြို့သိမ်းတိုက်ပွဲကြီးကို ဖရိုက်အေးအေး PDF ပူပေါင်းတက်တင်နဲ့တိုက်ပွဲဝင်တိမ့်ပိုင်ချလိုက်ရင်တရုတ်ဒီအချိန်မှာအရေးနိုင်နေတဲ့ကြားဖြန့်အောက်ကတရုတ် policy ကိုအမေရဆုတ်ကင်နိုင်ပြီး American policy ကိုအားဖြင့်ပေးနိုင်ရှင်တော်လိုင်းတစ်ချိုးပြောင်းလဲသွားလိမ့်မယ်ဗျာကျွန်တော်ရှုမြင်ချက်သုံးသက်ချက်တွေ မပြည့်စုံတာတွေလိုအပ်ချက်တွေရှိရင် comment မှာရေးထားပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်။လူမဲ့ကျော်ပြောတာတွေကိုမခံလီစားမလုံးနဲ့။နောင်မအောင်တရကြပါလိမ့်မယ်။